ဒီခင်းကြီးကိုသူ့ကိုရောင်းပေးရမယ်ချက်နီးကိုသူ့ကိုရောင်းပေးရမယ်တဲ့ချက်နီးရောင်းမယ်ဆိုနည်းနည်းတော့ကိုယ်လည်းစဉ်းစားသွားတာပေါ့ချက်နီးရောင်းပေးလို့ဖြစ်မလားညီမလေးရေသူ့ကိုချက်နီးရောင်းပေးလိုက်မှဖြစ်အကူကဒါနဲ့လှုပ်ရှားနေတဲ့လူဖို့အကူတဲ့နောက်ထပ်အကူဘယ်လောက်ထိမတ်လုံးပေးလဲဆိုတလောက်ဘာအလုံးမှမလုပ်ရမင်းလေသူတို့ကဒါဒီချက်နီးပေးလိုက်အဲ့ဒီပုံမှာရေးတဲ့ပုံမှာမူတည်ပြီးတော့တလောက်ဦးတဲ့42သိန်းလောက်အကူကအတရေရမှာစားစုံမချုပ်တဲ့အတွက်သူကိုလူသားဝါကျင်နေရောလာလှုပ်ချင်နေလို့ဒါပေမဲ့လူကြောင်ရဲ့ခွင့်လွတ်တာကအခွင့်ကောင်းမရှိပါနဲ့ အခုကျွန်တော်ကသူလောက်တဲ့လောက်ရက်တွေဒီကျွန်တော်မင်းကစိုက်ဖက်ရောက်နေပြီဆိုတော့သူကပဲဒါကုညီဖြည့်ရှင်းရမယ့်ပုံစံမျိုးနဲ့ကျွန်တော်ကဒါစော်ကားလာသူကတချို့တွေကဟိုရန်လေးမဟုတ်ပေါ့ဒီမီဒီယာနဲ့ခေါ်ရတဲ့အကြောင်းရင်းကတော့အခုပြောချင်တဲ့ဆိုင်ကရန်ငင်းဆိုင်နဲ့အင်းစိတ်ဆိုင်ရန်လေးမပြောရတော့မယ်ဘာလို့လဲဆိုတော့ဟုတ်တယ်မြန်မာပပလာဇာဒီမှာနားဆိုင်ရဂျိုကုန်းကဆိုင်ရဆိုင်ရတဲ့ဆိုင်ကရန်လေးမဂျိုကုန်းဆိုင်ရောအရင်ဆုံးဖွင့်ပေးတာ အင်းစိန်ဆိုလည်းအင်းစိန်နဲ့မျိုးတဆိုင်ပဲပြင်ရမယ်သူတို့ရှီမှာရဲလေးမတို့ယူတဲ့ငွေအနှုံးသားတွေရဲလေးမတို့အများကြီးယူထားတာမဟုတ်ဘူးအဲ့လိုရဲလေးမယူခြင်းအပြင်ဘာဖြစ်လို့လဲဆိုတော့ရဲလေးမဒီဒီပတ်စံပေးထားတာဖြစ်တဲ့အတွက်ကိုတာကီတာမှာနောက်ဆိုင်လာမှာခွင့်တော်ဘူးအင်းစိန်ဆိုလည်းအင်းစိန်မှာနောက်ဆိုင်ပေါ့ရဲလေးမအာဘလောက်ကြီးတို့ယူထားတဲ့ဟာလဲရဲလေးမမဟုတ်ဘူးရဲလေးမကိုဒီလိုလုပ်ကြဆိုအော်ဒါရဲလေးမတို့ပေးစရာရှိရကျွေးစရာဆိုရဲလေးမတို့ဖုံးနေဆက်တယ်ဖုံးမကင်ဘူးမသိကြအောင်ဆောင်းအော်ဒါပေမဲ့အော်ခွင့်လို့ပါတယ်နေပါစေရေးရှိအလုံးလုံးအောင်မှသူတွေဖြစ်တဲ့အတွက်ကိုအကောက ကောင်းတာလည်းမပြောဆိုးတာလည်းမပြောခွင့်လွှတ်ခဲ့တယ်။အဲအခါနေမှာဆိုရန်ကင်းဆိုင်ကိုအဲရာသာဆိုးတဲ့ကောင်လေးကသူ့ရဲ့ရည်စားကောင်မလေးဖွင့်မယ်ဆိုပြီးတော့ပွဲဖွင့်တော့လေအကိုကဖုန်းနေပြန်ဖုန်းတော့အကိုဒီပတ်စံအကိစ္စလေးတွေရှိလို့အကိုဖုန်းနေခေါ်တော့ဖုန်းကလုံးဝမကင်လုံးဝဖုန်းကမကင်မကင်မဲနဲ့မသိကြအောင်စောင်းနေမမပြည့်တော့စာရီပို့တော့ညီလေးအကိုမင်းကိုပြောကြရည်ရှိလို့အကျိုးကြောင့်လေးရှိလို့ဖုန်းကင်ပေးပါဆိုဖုန်းမကင်အဲ့ဒီတွေကသူကမဝင်ကားကိုသူတို့အမျိုးမျိုးဒီအကိုမဝင်ကားမဟုတ်ဘဲနဲ့သူတို့မဝင်ကားကိုတင်ရောင်းပြီးတော့အဲ ဆိုင်မောတော့ကိုရဲလေးမှာဂျောင်းတာအခုမောင်ငါတာနည်းနည်းပဲယူတာနည်းနည်းပဲယူပြီးတော့ကြံတဲ့ဟာတွေသူ့အကူလောက်တာပေါ့နော်လောက်တယ်ဆိုအခုပြောတာအကိုပြောတဲ့သဘောကယူယူသားသားအလုံးလုံးစေချင်တာအကိုဒီသူ့ကိုယူသားမှုတွေပေးတယ်အခုရန်ကင်းဆိုင်ပြောပြအဲရန်ကင်းဆိုင်သူ့ကောင်မလေးဆိုင်ရန်ကင်းဆိုင်သူဖွင့်လိုက်တော့ရန်ကင်းဆိုင်ကိုဖွင့်တဲ့အချိန်မှာဘာလဲဆိုတော့အကူကအဲ့လိုပဲနယ်မြေကအကူတောင်းတယ်တောင်းတော့နယ်မြေကအကူဒီပေါ့တဝက်ကိုအကူပေးသွားတယ်အဲ့ပေးသွားပြီးတော့နောက်ထပ်တဝက်ကိုကိုကြီးတဲ့အော်ချက်ချင်းမပေးဘူးနော်ကိုကြီးတဲ့ကျွန်တော်ကိုနှစ်လားလောက်ထားပေးပါတဲ့ နှစ်လလောက်ထားပြီနှစ်လောက်ထားပြီမကိုကြီးပတ်စံကြီးရပြီအော်ရတယ်အဖွင့်ဘာလို့လဲဆိုကိုကသူတို့ယုံကြည်တာရယ်ဩပထမတစ်ခေါက်ကတော့ဒါလူငယ်တွေပဲဖြစ်တတ်ပါတယ်ကျွန်တော်အာမိသားစုပြဿနာတက်လို့ကျွန်တော်ရှောင်ထွက်သွားတာပါတဲ့ဘိတ်ကူတဲ့အဲ့တော့ကျွန်တော်ကလည်းထားလိုက်ဒီဒီဇိုင်းပွင့်တော့လဲအော်အင်းအင်းကြီးလေးရတယ်လို့ခွင့်နောက်တော့မှဖေးဆိုတော့ယုံကြည်မှုထားတာနောက်ပိုင်းပူဆိုးလာတာအဲ့နလနေစပြီးတော့အကို့ကိုအိုက်ကောက်လေးလဲဖုံးချက်လဲမကင်အိုက်ကောက်မလေးလဲဖုံးချက်သူ့လူရင်လမ်းဖုံးဆက်တယ် အကူတို့ဘက်ကပြောကြရရှိလို့ပုံစံရင်အဲ့ကောင်မလေးတော့သူကမျက်အောင်လည်းမကင်တော့ဘူးသူကောင်မလေးဆိုရင်ရန်ငယ်ကကောင်မလေးအဲ့တော့မကင်တော့ဆိုတော့ကျွန်တော်တို့ဘက်ကလည်းဖိကဒါပေမဲ့ဩစိုးရက်လည်းမချောက်မီချောက်တက်လည်းမစုမီဒါတယောက်နဲ့တယောက်ကထားလိုက်ကို့စီပွားရေးကိုဒါဒါတော့ကိုင်းမြင့်ကျုံကမြင့်လုတ်ပေးနေတာပဲအခုတုံတုံဘာမှမပြောခဲ့ဘူးခွန့်လွတ်ခဲ့နောက်ပိုင်းမှာလောက်ကြည့်စိုးလာလဲဆိုတော့အကျွေးထားတယ်မုံကရင်ကြီးအကျွေးထားတယ်အကျွေးထားတော့အဲရတူမလေးတဲ့ဟဲ့မင်းတို့အကျွေးမြောင်းနဲ့ဥငယ်ပြောတော့မဟုတ်ဘူး तू ကဟိုနေ့ပြိမဲ့ဒီနေ့ပြန်ဒါပေမဲ့အဲ့လိုပြောလို့အကျွေးမရလို့ပြောတာမဟုတ်ဘူးအကျွေးတောင်းတော့ အရင်အမကိုပြန်လှုပ်တယ်အမစကားကိုပြပြလေးလေးပြောပါဒီနောက်နေရရပြတယ်တခါကျတော့အကျွေးမြောက်တော့ကျွန်တော်စုမှာတော့အမကပြောတယ်တမဒါပေမဲ့အမအင်ကအမတွေလည်းရံမလို့ပါဘူးဟဲ့နင်းကလည်းငါအေးစေးပြောတာပဲနင်းဒီလိုဒီလိုဖြစ်တာအဲရံငယ်ကကောင်မလေးကအခါရံလုတ်တယ်အကျွေးတွေထားတာဒါပေမဲ့အကိုတို့ကခွန့်လွတ်တယ်ဘာလို့လဲဆိုတော့ဩရေရှည်စီးပွားရေးလေးဆိုပြီးတော့ဒါပေမဲ့အကိုတို့မိသားစုကမရှိရှိတာနဲ့ပဲကိုရှာကြံလှုပ်စားတယ်သူများပေါ်မှာလည်းအကိုတို့အမျက်မထုတ်ဘူးနောက်ပိုင်းဘယ်လောက်ပြီးဆိုးလာလဲဆိုတော့အကိုသူတို့အကိုမျိုးစုံသူတို့လှည့်လဲလှည့်ခြင်းလာရော လက်ကျင်နေဆိုတာအကို့ကိုသူတို့ကြိုးကင်ပါအကို့ကိုသူတို့တက်ကွင်းတော့အကို့ကိုပို့မှာပို့မဲ့ချိန်ကျတော့အဲ့ကြမ်းတဲ့ပတ်စံကိုလာပေးတယ်ဂျာစာဆိုတော့ဖုံးကလာတော့အကို့စိတ်ကတော့ထောင်းနေထောင်းအောင်မကင်တော့ဘူးလို့ပြောလဲမပြောတော့ဘူးပေါ့နော်အဲ့လိုလှုပ်လိုက်တာအဲ့လိုလှုပ်လိုက်တဲ့အချိန်မှာဩမကောင်းပါဘူးလေသူငါ့ကိုဘာပြောစရာရှိလို့လဲဟိုအကြီးနဲ့အငယ်လေးဖြစ်တယ်ကိုယ့်ရဲ့ဒါလုပ်ငန်းကိုသူကလာပြီးတော့ပူပေါင်းပေးတာဖြစ်တဲ့အတွက် ်ငါမကြိုက်ငါရိုင်းသွားမယ်ငါမပြောရင်ငါအဆင်ပြေပါမလားဆိုတဲ့အတွေးမျိုးလေးနဲ့ကိုကြီးဖုံးကင်လိုက်တယ်ကျွန်တော်ဖုံးကင်လိုက်တယ်ဖုံးငါရတဲ့အကိုတဲ့ကျွန်တော်ရတဲ့အကိုကျွန်တော်တအားစိတ်ဆိုးလို့ပြီးအောင်မလို့တဲ့ကျွန်တော်ရတဲ့ဖုံးကင်တဲ့ဝမ်းသာလိုက်တာတဲ့အကိုလည်းကျေးဇူးတင်ပါတယ်ရတဲ့ညီလေးပြောပါအကိုတဲ့အကိုကျွန်တော်ဦးတဲ့အချိန်လေးနဲ့နဲ့ပြေးပါလားတဲ့နိုင်ဝတ်လောက်စကားပြောပြရစီဆိုတော့အကိုလာတယ်လာပြောနောက်နေ့ကျတော့အကိုပြောလိုက်တယ်ပြောလိုက်တဲ့အချိန်မှာသူတို့လိုဘက်ရှိလဲရှိရောကျန်တဲ့ပတ်စံကိုကျူလာပေးတယ်နောက်နေ့ကျတော့သူတို့ကဖုံးဆက်ပြန်သွားအောင် အကုတ်တွေနီလင်းလို့ငါ့အုပ်လို့ဗမာလူရှင်းအောင်ပြောပါလားလို့ငါ့အုပ်အင်္ဂလိပ်လူတွေအတိုင်းညံ့မပြောနဲ့ငါဆယ်တန်းလဲအောင်ခဲ့တဲ့လူမဟုတ်ငါအလောက်ကြီးလည်းမသိဘူးညီလေးလို့အကုတ်အလောက်ကြီးလည်းမပြောနဲ့တဲ့အာဘူးအကုတ်တမ်းငါဘယ်လိုဆိုလဲဆိုတော့နံပါတ်1ချဲတဲ့ဒီခင်းကြီးကိုသူ့ကိုရောင်းပေးရမယ်ချက်နီးကိုသူ့ကိုရောင်းပေးရမယ်တဲ့ချက်နီးရောက်မယ်ဆိုနည်းနည်းတော့ကိုယ်လည်းစဉ်းစားသွားတာပေါ့ချက်နီးရောင်းပေးလို့ဖြစ်မလားညီမလေးရေသူ့ကိုချက်နီးရောင်းပေးလိုက်မှဖြစ်အကုတ်ကဒါနဲ့လှုပ်စားနေတဲ့လူဖို့အကုတ်နဲ့နောက်ပြီးအကုတ်ဘယ်လောက်ထိမတ်လုံးပေးလဲဆိုတလောက်ဘာအလုံးမမလုပ်ရဘဲနဲ့ ူတို့ဒါဒီချက်နီးပေးလိုက်။ तू ကဒီမိညာတွေမှာ तू ဖြစ်မယ်။တလားဦးအကိုဘလောက်ဘလောက်ကိုတွတ်တာပေါ့လေ။ तू တို့အဲဘလူပလန်နေပလန်တစ်ပလန်နေဘလူတွေဘလူအင်္ဂလိပ်လူတွေဒီပဲရေးတာ။အဲ့ဒီပုံမှာရေးတဲ့ပုံမှာမူတည်ပြီးတော့တလားဦးတဲ့52သိန်းလောက်အကိုကအတရေရမှာ။ဒါပေမဲ့လူကြောင်းမလုံးလေ။နော်52သိန်းဆိုတာဦးမနေဘူးလေ။ဒါပေမဲ့ကျွန်တော်လည်းအလောက်ရရင်မနေမှာကျွန်တော်အိုအင်္ဂလိပ်စာတွေနဲ့ဟိုဟာတွေကြောင်းကြောင်းကြောင်းမတက်ပေမဲ့ဒါငါ့ကိုလာပြီးတော့သူ့ရဲ့တက်ကွင်းလေးကိုရောက်အောင်ရဲလီမအောင်ပို့နေပြီလို့ ါပေမဲ့ရင်လေးမှသူ့မယိုင်းပါဘူးစဉ်းစားတယ်ဒါပေမဲ့သူတို့ဘက်ကဒါတော့သူတို့ငါ့ကိုတခခုလောက်ကြမို့လာပြီးတခခုလောက်ကြမယ်ဆိုသူတို့ခင်းရရောင်းစားနေတာအစောကြီးကကျွန်တော်တို့ရဲ့ဒါမဝင်းကားပို့တဲ့ကားသမားဆိုတာကျွန်တော်တို့ကားသမားလीနော်ဘယ်လေးမှကျွန်တော်တို့မဝင်းကားမရောက်ခင်သူတို့မဝင်းကားအိုတအိုးတဲထားပြီးဩမဝင်းကားတအိုးတဲထားပြီးပြီရန်ငင်းမှာလည်းအဲ့လိုပဲအင်းစိန်ကပို့ပြတာရန်ငင်းကိုပို့တာရန်ငင်းဆိုင်သွားတော့လေမဝင်းကားတအိုးကရောက်ထားနေနေဒါပေမဲ့အဲ့ဒါကိုကျွန်တော်နှစ်စီလာများတင်းကြီးခံနေဆိုတာက ော်နေပါစေဘာလို့လဲဆိုတော့အန်သရုတ်စီပွားရေးမဟုတ်တာမဲ့မြန်မာလေးအကွာစာချုပ်မချုပ်နိုင်ပြီဆိုတော့အခုစာချုပ်ထဲမှာကဒီဟိုပေါ့ဆိုင်အောက်မှာဒီဆိုင်တစ်ခုဖွင့်မယ်ဆိုရင်ရန်လေးမဆိုင်တယ်လို့ရန်လေးမလို့မဝင်သားမျိုးအလားတူမဖွင့်ရဘူးရန်လေးမဒါမဲ့သူ့ကိုသူဒီလိုစော်ကားတဲ့လုပ်တယ်ဆိုတာဘာကြောင့်သူလုပ်လဲအခုပြောပြရစီသူဒီအခုစာချုပ်ချုပ်ဖို့သူမရှိတဲ့အတွက်စာချုပ်ချုပ်မဲ့နေတဲ့ဆိုင်ပျောက်တာပျောက်တာနော်လုံးဝအခုရှိမလာတော့ဘူးမလာဘဲနဲ့ ပြဿနာလေးမိသားစုပြဿနာရှိလို့ပိတ်ရောက်သွားလို့မိသားတွေကအဲ့ဒါကြောင့်အခုသူ့ကိုစာချုပ်မချုပ်စာချုပ်မချုပ်တဲ့အတွက်သူကိုလူပါဝါချင်တယ်ဝါလာလှုပ်ချင်တယ်လှုပ်တယ်ဒါပေမဲ့လူကြောင်ရဲ့ခွင့်လွတ်တာကိုအခွင့်ကောင်းမရှိပါနဲ့အခုကျွန်တော်ကိုသူလှုပ်တဲ့လှုပ်ရက်တွေဒီကျွန်တော်မင်းကစိုက်ဖက်ရောက်နေပြီဆိုတော့သူကပဲဒါကူညီဖြည့်ရှင်းရမယ်ပုံစံမျိုးနဲ့ကျွန်တော်ကိုဒါစော်ကားတာတကယ်လို့ကျွန်တော်မင်းကကျွန်တော်ချက်နေနေကြာရှုံးသွားပြီဟုတ်တယ်ဟုတ်တယ်အဲ့တော့အခုလည်းကျွန်တော်ပြအဲ့နဲ့မနေ့ကမှကျွန်တော်သူ့ကိုဒိုက်ရိုက်စာပို့လိုက်တော့မှစာရင်းကျွန်တော်ပို့ထားတဲ့စက်ကလေးယူသွားပါ လိုအပ်တဲ့ယူဟာဟာကျွန်တော်ဘက်ကမမှန်ရင်ပြောထားတာမရှိဘူးဒီလေးတို့ဆိုင်ဒီလိုဆိုင်ဒီဆိုင်နဲ့ဆိုင်ကဒီလိုကြီးအကိုကိုလှုပ်ထားတယ်အဲ့ဒီလှုပ်ထားတဲ့အတွက်ကိုအကိုကဒီဆိုင်နဲ့ဆိုင်နဲ့မင်းတို့ကိုလက်တွဲလို့အဆင်မပြေဘူးဆိုတော့ချက်ချင်းကျွန်တော်ဒီဆိုင်နဲ့ဆိုင်ကိုပိတ်ပေးပါမယ်ဒီဆိုင်နဲ့ဆိုင်ကိုပိတ်ပေးပါမယ်ကျွန်တော်သူမှအရှင်ရနေပြီလीလူတက်ကိုအရှင်ရမှာဒါမှကျွန်တော်မပြောဘူးကျွန်တော်သိစေချင်တာကဒီဆိုင်နဲ့ဆိုင်ဒီ ကျွန်တော်နဲ့မဆိုင်တော့ဘူးဆိုတာကိုပဲကျွန်တော်သိစေချင်တာကျွန်တော်ဒီယူသားအလုပ်လုပ်စားတယ်ကျွန်တော်ရှိလာပြီးယူသားမှုတွေမရှိတဲ့လူတွေအဲ့တော့မုံကဟင်းရဲ့အကျွေးချန်နဲ့တောင်းရင်တောင်းရင်ရန်ဖြစ်တယ်သူဒီပေးစရာပတ်စံရှိတဲ့အချိန်မှာဥယျာဉ်ကျွန်တော်လူဒါသေဆောင်တယောက်ပါနော်ဒါတိုင်းပြည်ပြည်စီတယောက်ပါအဲ့လိုပြောလို့ဂုံမတော်မဟုတ်သူနဲ့သူလက်တွဲနေတဲ့လူကြောင့်ကျွန်တော်လမ်းပေးရလာတဲ့လူလည်းမဟုတ်ပါဘူးမေတ္တာတရားတလောက်သူ့ပေါ်မှာထားပေးတဲ့သူတယောက်ကိုဖုံးဆက်တာမကင်တာလူတယောက်ကိုစော်ဟားတာပဲသူတို့ဒီဟာကြည့်ပြီးလို့သူတို့မှန်နဲ့ထင်လာရှင်းမှာလိုက်တဲ့နေရာမှာရှင်းရဲလေးမှလိုက်ရှင်းမှာ ဘာလို့ဆိုတော့သူတို့လောက်တာများသွားလို့ဒါပေမဲ့ကျွန်တော်တို့ခွင့်လွှတ်တာကိုအခွင့်ကောင်းရှိပြီးတော့အခုနှစ်စီလာမြတ်ဒီတနည်းလောက်ကိုတို့ပျောက်ချသွားတယ်သူကအခုကိုတို့ကြီးရှင်ကြလဲကြပြန်ပေါ်လာပြီးတော့သူတို့လိုအပ်ချက်ရှိလာတော့ဒီဆိုင်ခွဲတွေအများကြီးဖွင့်ပြီးဒီနီးကိုချက်နီးကိုရောင်းပေးရမယ်ဆိုတာသူလည်းဒါပြောတဲ့ရဲတဲ့တတိကိုအံ့ဩတာစဉ်းစားပါဦးဟုတ်ကဲ့ပါအခုရန်လေးမဒီလာမယ့်ဒီမနက်ဖြန်10ရက်နေ့ကနေစပြီးတော့ရန်ငင်းဆိုင်နဲ့အင်းစိန်ဆိုင်ကြီးရန်လေးမမုံကမဟုတ်တော့ပါဘူးဆိုတာကို ြောချက်ပါတယ်เนาะအဲ့ဒါပြောလို့ရဲလေးမောင်လည်းတမျိုးမမြင်ပါနဲ့အဲ့လိုပြောလို့သူများဒီလိုလောက်တာကိုအခုချိန်လေးမှရှေ့ကရှင်းပြပြီးပါပြီเนาะရှင်းပြပြီဆိုတာဒါရဲလေးမောင်သူတို့လောက်တာကိုရဲလေးမောင်ခံရတာအဲ့တော့ရဲလေးမောင်သူတို့လှန့်သမျှခံရတဲ့လူဖြစ်တဲ့တက်ကိုသူတို့တဆင့်တက်ပြီးတော့ရဲလေးမောင်တအားစော်ဝါလာလို့ရဲလေးမောင်ပြောပြတာပါအဲ့ဒီတက်ကိုရဲလေးမောင်ဥတီတာလွဲလို့သူတို့ဘောင်သူတို့ရောင်းစားစားမစားစားဒီဆိုင်ကြီးရဲလေးမောင်မဆိုင်နဲ့မဆိုင်ဘူးဆိုတော့ပြောပြချင်တာဘာလို့ဆိုရဲလေးမောင်မျိုးစုံလုံလောက်အကြီးလို့လीနောက်ဆိုလဲဘုတ်လေးအဲ့ဒါတော့စာချုပ်ချုပ်ပြီးမှအကွာဖွင့်မှအကွာအစီပြေတော့မှအဲ့ဒီအတွက်ကိုအကွာ စာချုပ်ချုပ်မယ်စာချုပ်ချုပ်ပြီးမှရောင်းဝယ်ပြီးတော့မယ်ဘာလို့လဲဆိုတော့အကွာအားနာလို့အမှန်တော့ကွာဒါရောင်းရရင်မဟုတ်ဘူးသူကဆိုင်ကန်းငားရတယ်ဆိုင်ကန်းငားဆိုင်ကန်းငားထောက်ဒါလေးလုပ်မယ်ဆိုတော့အေးလုပ်လုပ်ကိုမရောင်းနေရောင်းနေကိုရအဲ့လိုပြောတဲ့အပေါ်မှာမူတည်ပြီးတော့အခွင့်ကောင်းကြီးယူသွားတဲ့လူအများကြီးရှိတဲ့အတွက်ကိုအကွာနောက်ကိုစာချုပ်ချုပ်ပြီးမှဆိုင်ခွင့်ပါမယ်နော်အဲ့လိုနှုံးသဘောတူစာချုပ်ချုပ်ချိန်နိုင်ရင်လက်တွေမချိန်နိုင်ရင်လည်းသူနောက်ဆုတ်သွားလို့ရတယ်အဲ့လိုပုံစံမျိုးပဲရင်းလေးမှလုပ်ပါမယ်